ျမကတော့တင်ဆက်သူမဆန္ဒပါဖြည့်ရမှန်ဇလံကောင်းများနေစိတ်ဝင်စားပွေမှုကင်းဇလံကောင်းများကိုနှီးစိတ်မပြတ်တင်ဆက်ပေးနေတဲ့အမန် YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါအောင်ရှင်စိတ်ရလိုလိုက်ပြီးတိတ်မိုက်တဲ့သူဘီဆိုင်ရေဟိုဘက်ရွာကတငယ်ချင်းတွေစီတွားလေရအောင်ဟေ့ မိစန်းတို့အင်းရှိမအသက်ကုံအော်ဟစ်ပြောဆိုရင်တန်နာကြောင်အိမ်မော်ကိုတက်ခဲ့သည်အိမ်မော်မှထိုင်ပြီးစပလုံးရွေးနေတဲ့မိစန်းကတန်နာကိုပြုံပြုံကြီးစီးကြိုသည်သူတို့တငယ်ချင်းနှစ်ဦးကတဲဦးနဲ့တူလွန်စွာမှချစ်ခင်ကြသည်မိစန်းကအသားဖြူဖြူပိန်ပိန်ပါပါတန်နာကညူညူထုတ်ထုတ်ဖွင့်ဖွင့်ဖြူဖြူငါဟိတ်ကောင်းမငါမေကိုခွင်တောင်းလိုက်အောင်မေအမေကခွင့်ပြုရင် အင်ဂျင်နဲ့လုံကြီးလဲလိုက်အောင်မေ မိစန်းကအမေထံခွန့်ပန်ပြီးအစဉ်ပြေတော့အဝေစားများလေးကတသက်ရရဖီးလိမ့်ပြီးအိမ်ကနေထွက်ခေကြရီနင်းလူကငါလာပြီးအကူညီတောင်းလို့ဟိနင်းနဲ့တွေ့ချင်တယ်တဲ့ဒါနဲ့ငါလည်းနင်းကိုခေါ်ထုတ်ပေးပါမယ်ဆိုပြီးချင်းခေရီငါချင်းတော့ထင်သားပဲအောင်တွေတော်ကြီးရဲ့ကျေးဇူးကြီးပါပဲနင်းကတို့ကို ကူညီနေတယ်လို့နင်းပူဆာချင်းလဲရှာတော့ဟာတော်ပါ၏ ဒီအတိုင်းပဲအေးအေးနေပါရစေအပူမရှာပါရစေနဲ့တန်တာနဲ့မီဆန်းတို့စကားတပြောပြောနဲ့ရွာထဲကရှောက်လာခဲ့ရာမကြမီမှာပဲရွာပြင်ကိုရောက်တော်ရီဟောဟိုရှိကတောင်ကမူလေးအကွယ်မှာညီမောင်တော်စောင့်နေပါတဲ့ကလန်းလန်းမှမြင်နေရတဲ့တောင်ကမူလေးကိုလက်ညှိုးထိုးပြရင်တန်တာကပြောလိုက်သည်တောင်ကမူလေးစီကိုဥတီပြီးဆက်လျှောက်လာကြသည် တောင်ကမှုအကွယ်မှာစောင့်နေတဲ့ခင်အောင်ကရွာဘက်မှာရှောက်လာတဲ့ကျစ်သူမီဆန်နဲ့တငယ်ချင်းတန်တာတို့ရဲ့နောက်မှာ လူရိတ်လူကြီးတယောက်မှမတွေ့တော့အပြင်ကိုထွက်လာလိုက်တယ်။ခင်အောင်မှာအသားညိုသူဖြစ်ပြီးအရက်၅ဘီသုံးလက်မခံရှိသည်။မျက်ခုံးထူထူမျက်လုံးဝိုင်းကမျက်နှာသွဲသူဖြစ်သည်။နှစ်ဖူးပြောင်းတယ်လို့တော့ရှိသည်။လက်သမားအလုံးနဲ့အသက်မွေးသည်။ခင်အောင်ကလည်းမီဆန်တို့တန်တာတို့နဲ့အတူတူ တန်လင်းငယ်မျိုးနဲ့ရရဆန်ကြီးရွာမှာပဲနေထိုင်သူဖြစ်တဲ့ခင်အောင်ရဲ့အသက်က20တန်နာနဲ့မိစန်းတို့က16နှစ်ငယ်ရွယ်သူလေးများဖြစ်ကြရီမျော်လိုက်ရတာစမ်းရဲ့အနည်းကိုရောက်လာတဲ့မိစန်းကို ခင်အောင်ကလက်လန့်ဆွဲကရင်ခွင်ထဲကိုထည့်ပြီးဖတ်ထားလိုက်တယ်။ရင်ခွင်ထဲရှိမိစန်းရဲ့ကြောပြင်ကိုလက်နဲ့ပုတ်သက်ရင်က ခင်အောင်ရဲ့မျက်လုံးကတန်နာစီကို ဒူရဲအုပ်ဦးဆောင်ညွန်ကမိမိရဲ့တပွဲရှိမှာထိုင်နေတဲ့ခင်အောင်ကိုလှမ်းကြည့်လိုက်တဲ့ခင်အောင်က မျက်လုံးချင်းအစုံမှမျက်လာချသွားရီလွန်ခဲ့တဲ့တနာရီခန့်ကပဲတက်တက်မောင်းသွဲနဲ့အဖွဲကစကန်းကိုဖမ်းခေါ်လာခြင်းဖြစ်တဲ့ဦးဆောင်ညွန်မှာတပြင်းချမိတယ်လူဘဝမှာရှေးတက်လန့်အများကြီးရှိသေးတဲ့လူငယ်တယောက်ယခုကဲ့သို့တရားခံဘဝကို ရောက်နေရတာကိုစိတ်မကောင်းဖြစ်မိတယ် ဆက်ရက်လိုလိုက်ပြီးမိုက်မဲမိတဲ့အတွက်လေယခုကဲ့သို့အမှုဖြစ်ပွားကတရားခံဘဝကိုရောက်ရခြင်းဖြစ်သည်။မင်းနမေခင်အောင်ပါအဖေနမေဦးမင်းမောင်မင်းအသက်20ပါမှတ်ပုံတင်နေပါစနစ်မြင်ဆောင်လာသနာနိုင်၃ည၆ဦးကျော်ညောကတရားခန်းခင်အောင်ကိုဆက်လက်မေးမြန်းရောက်သူမမွေးချင်းကားရောက်ရှိပြီးအကြီးဆုံးသားဖြစ်ကြောင်း ဘကိုးစာတိကျောင်းပညာကသုံးနှံ့တီတင်ကြားမှုကြောင့်လက်သမားအလုတ်လောက်ကင်သူဖြစ်ပြီးအိမ်ထောင်မရှိရာဇဝတ်မှုဖြစ်ပွားမှုချင်းလည်းမရှိကြောင်းသိရှိခဲ့ရသည်။ဒူရဲအုပ်ဦးစော်ညွန်ကကျောင်းတစ်ချက်ဟန်လိုက်သည်။မောင်ခင်အောင်မင်းကိုရှေ့ရှေ့ဝေးဝေးလည်းမပြောချင်တော့။တို့ရဲစခန်းမှာအမှုဖွင့်တဲ့သူကလည်းဖွင့်ထားပြီးတပ်သေးတွေကလည်းအစစ်ခံထားပြီးမင်းဘာပြောချင်သေးလဲ။ဟုတ်ပါရဲ့ဆရာ။ ကျွန်တော်ဒီအမှုကိုကျူးလွန်ခဲ့မိပါတယ်။ကျွန်တော်လည်းဖြစ်ပြီးမှနောင်တရရနေပါတယ်။နောင်တဆိုတာနောက်မှရတာမျိုးကဘယ်အလုပ်ကိုပဲလုပ်လို့စဉ်းစားစဉ်းကျင် တွေးတောပြီးမှလုပ်တဲ့နေ။ဒီစို့ထုတ်တစောက်ကန်လုပ်လို့ကတော့မှားတတ်တာပေါ့ကွာ။ကဲမင်းအမှုဖြစ်တဲ့အကြောင်းကို ပြောစမ်းပါဦး။ဒီလိုပါစရာ။ ဖားခင်ကြီးရန်ကုန်ကိုအလုတ်သွားနေတော့အိမ်မတယောက်ထဲကြံခဲ့တဲ့တန်တာက ရေမိုးချိုးပြီးလို့တနက်ကားကိုတမိန်ရေရှားနဲ့ခြေစုံကောင်းစုံလိမ့်နေပါရဲ့ဒီနေ့နေခင်ပိုင်းသူမရဲ့အိမ်မှာကိုခင်အောင်နဲ့မိစန်းတို့ဆုံတွေ့ရန်ချင်းထားတာကိုသတိရလိုက်သည့်ပားပြက်မှာပကွက်ကွက်အပြီးမှန်ကိုယူကညနာနာကပ်ပြီးကြည်ရင်ကမှန်ထဲမှာလှလှပါပါပြုံးလိုက်မိသည်အသားညိုကြောလေးတန်တာမှာမင်းကလေးတဝူပဲမဟုတ်ပါလား ခြေတန်ကြတော့တဏ္ဍာကလှဲ့ကြည့်လိုက်သည့်ဥထုပ်ဆောင်ကအိမ်မော်ကိုလှန့်တက်လာတဲ့ကုခင်အောင်ကို တွေ့လိုက်ရသည်။လာကုခင်အောင်ဖျားပေါ်ထိုင်အောင်မိစန်းတော်ရောက်မလာသေးဘူး။အေးနေကလည်းပူလိုက်တာဟာခင်အောင်ကဖျားပေါ်ကို ထိုင်ကြပြီးဥထုပ်ကိုချုပ်ခါခါနောက်ထိုးထားတဲ့မဆန့်အိမ်နဲ့အတူနဘေးမှာချထားလိုက်သည့်ခင်အောင်ကတန်တာကိုလှန့်ကြည့်လိုက်သည့်ရင်ချထားတဲ့ထမိန်အောက်မှာအလှပများကိုသတိပြုမိသည့် ခင်ယောင်ကသူ့အကြည့်ရိုင်းသွားတယ်လို့ရှိတော့ဂမန်ကရန်မျက်လုံးကိုလွှဲဖိတ်လိုက်တဲ့တန်တာလေးခင်အောင်ရဲ့အကြည့်ကြောင့်သူ့အဖြစ်သူသတိပြုမိကအခန့်တွင်ကိုပြေးဝင်ပြီးအင်းကြီးဝဲတဲ့အခန်းပြင်မှာကြံရှိခဲ့တဲ့ခင်အောင်ကပြင်ပအပူရင်တွဲမှာလျှက်တစ်ပြက်ဖြစ်သွားတဲ့အပူတို့ကြောင့်ရဲအင်းကြီးကိုပါချွတ်ပြီးဘေးကိုချကောက်ဥထုံးနဲ့ရက်ခတ်နေရသည်တန်တာရဲ့ချစ်စရာဆွဲမတ်စရာကောင်းမှုများကိုသာမျက်လုံးနဲ့မြင်နေတွေးနေမိသည် ိုးဘလူတွေဖြစ်နေပါလေခင်အောင်စိတ်ကိုပြောင်းကြည့်ရင်လုံးဝမရတန်တာကအခန်းတွင်ကလှမ်းអော်လိုက်သည်ကုခင်အောင်မိစန်းကိုသွားခေါ်ပေးရမလားနေပါဟာမခေါ်ပါနဲ့လာမှာပေါ့တန်တာကအခန်းပြင်ပြန်ထွက်လာပြီးခင်အောင်ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်ခင်အောင်ကတန်တာကိုမရေတရေကြည့်လိုက်သည်သူ့ရင်တွေပူလောင်နေသည်ကုခင်အောင်ချမင်းစားပြီးခဲ့ပြီလားအေးစားပြီပြီ ခင်အောင်ကတရွေးကိုမြူချလိုက်တယ်။တန်တန်တော်ရှင်ခင်အောင်ကရုတ်တရက်လက်ကိုဆွဲကမတက်ထရဲလိုက်တယ်။တန်တာလေးကြောင်စီစီနဲ့မတက်ထရဲမိတယ်။နင်နင့်ကိုချစ်တယ်ဟာ။အိုးတန်တာမှာမျက်လုံးအစုံ ပြူးကျဲဝိုင်းဆက်ကအံ့ဩတော်တယ်။ခင်အောင်ကတန်နာလက်ကိုဆွဲကတန်နာတို့အိမ်ခန်းထဲကိုအတင်းခေါ်ရီရှင်လွတ်နော်လွတ် တဏ္ဍာကအကြောက်ကံယုံနေယောက်ျားအားနဲ့မိမအားချင်းကမမျှတော့ယုံခံရင်အခန်းထဲကိုရောက်သွားပြီတဏ္ဍာကအော်ဟစ်ကူညီတောင်းမယ်ပြုတော့ခင်အောင်ကဗဇက်ကိုလှမ့်ပေးလိုက်တဲ့တဏ္ဍာရဲ့ခြေနှောင်ထောင်းတင်ထားတဲ့အိယာကိုအရောက်မှာတဏ္ဍာကိုခင်အောင်ကလှည့်ချလိုက်တဲ့ဘလူးစီးနေပြီဖြစ်တဲ့ခင်အောင်ကတဏ္ဍာဘလောက်ပဲယုံယုံသူကတော့မလျှော်ပြီကာမကိုအယယူရန်ဇွတ်ကြူစားတော်ရီတဏ္ဍာကခြေရောက်ကိုလိန်ထားရာက ခင်အောင်ကိုစောင့်ကန်လိုက်တဲ့တန်တာရဲ့ကံချက်ကြောင့်ထိထိမိမိမရှိတော့ခင်အောင်ကဇတိုးရံကြံစီစဉ်ဂုံတိုင်းတိုင်းအတန်များကြောင့်ဒူမဖြစ်သူကိုစိတ်ပူသွားတဲ့တန်တာတို့အိမ်ပြီးမှနေသူတော်မြတ်မှရောင်းမကြီးကိုအဖော်ခေါ်ပြီးတက်လာ၏အိမ်ခန်းမှာသားမယာပြူချင်းရံကြံနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရ၏တော်မြတ်မှမျက်လုံးများပြဝေသွား၏စက္ကန့်ပိုင်းအတွင်းမှာပဲအလင်းသင်းပါလာတဲ့လက်အတွင်ကဓမ္မနဲ့ပြေးဝင်ခုတ်သည့် ဓာကခြံအောင်ကျိုးကိုထိပ်ပြီးပြုတ်ကြအသွားမှာနောက်တစ်ချိန်ခုံမယ်အပြုခင်အောင်ကတဏ္ဍကိုဘောကားစင်းကဒေါ်မြင့်ရဲ့လက်ကိုလှမ်းဆွေးပြီးကျွန်တော်မှားပါတယ်ကျွန်တော်မှားပါတယ်ပြောပြောဆိုဆိုပဲခင်အောင်ကတဏ္ဍတို့အိမ်ပေါ်ကအတင်းပြေးစင်သွားပြီးအမှုကထိုးသူဖြစ်ခဲ့ခြင်းမှာတဏ္ဍကဒေါ်မြင့်နဲ့တူတက်ဆိုင်ရရက်ွက်လူကြီးစီကိုချက်ချင်းတော့ရောက်တိုင်ကြခဲ့တယ်ဖခင်ဖြစ်သူရန်ကုန်ကပြန်လာတဲ့အခါ ငိုယိုပြီးဖြည့်ပြပုံကိုပြောပြန်မာရီတမီလေးကိုဇော်ကားခြင်းအတွက်ခံပြင်းမိတဲ့ဖခင်ကြီးကလည်းရက်ကွက်လူကြီးကိုခေါ်ကောင်းနောက်တနေ့မှတသက်ကံကြံရည်တဲ့ခင်အောင်အင်ကြီးအိုးထုပ်ပက်ဆန်အိတ်တို့နဲ့တူ အမှုဖွင့်စီခဲ့ပါရီသူရဲအုပ်ဦးစော်ညွန့်မှလိုအပ်တဲ့တပ်တွေများကိုစစ်ဆေးပြီးနောက်တလင်းရင်မြို့နယ်ပြည်သူတရားရုံးကိုဥပဒေပုံမှ386မြင်းဆောင်917နဲ့တရားစွဲဆိုတင်ပို့ခဲ့ပါရီ စိတ်ရလိုလိုက်က တခဏမိုင်းမဲမိတဲ့ခင်အောင်ကတန်လျင်မြို့နယ်ပြည်သူတရားရုံးမှာပြစ်မှုဆိုင်ရာဥပဒေပုံမှာ386မြင်းဆောင်917အရာတားမရအဖြစ်ပြုခြင်းပြီးကြံစီအားထုတ်ကြောင်းထင်ရှားပေါ်လွင်တော့ အလုတ်ကျန်းတဲ့ထောင်တန်းသုံးနှစ်ကြာခံစီရန် အမိန့်ချမှတ်ခြင်းခံခဲ့ရပါသည်။တန်လျင်မြို့နယ်ပြည်သူတရားရုံးအမှုအမှတ် 935မြင်းဆောင်95ကိုအခြေခံပြီးနမေများလွှဲပြောင်းကကန်စားရေးဖွဲ့ခြင်းဖြစ်ပါရီ။စာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရီ။ဟုတ်ကဲ့နောက်ထပ်တစ်ပုဒ်အနေနဲ့အမျိုးသမီးများကိုအကြမ်းဖက်မှုဆိုရဲပညာပေးဖြစ်ရမယ်ဇလန်းကောင်းလေးကိုလေတင်ဆက်ပေးခြင်းပါရီရှင်။ဆရာမလေးမထွေးထွေးမှု တောရွာမူလာရန်စာတင်ချောင်းကလေးကနေစာတင်ပြီးစပိန်နဲ့ပြန်လာပါရီသူမစာတင်ရတဲ့ချောင်းနဲ့သူနေတဲ့မြို့က၃မိုင်လောက်ဝေးပါရီသူမအိမ်မကလူမမအဖေရဲ့အမေရဲ့မောင်လေးနှစ်ယောက်ရဲ့ရှိပါရီမောင်လေးတွေကလည်းကြောင်းနေတုံးဆိုတော့အကြီးဆုံးဖြစ်တဲ့မထွေးထွေးမှုအဝေးတင်တဲ့ဘွေရပြီးအလုထွက်လို့ရပါရီပထမဆွဲခန့်မူလာရန်ဆရာမလေးဖြစ်အလုရပြီး ဝေးလံတဲ့အရက်မှာနှစ်နှစ်အလौဒ္ဒဝင်သွားရောက်ထမ်းဆောင်ပြီးတော့သူနေတဲ့မြို့ကလေးကိုတာဝန်ပြန်ကြလာပါလေ။ကျောင်းကတော့တောရွာကကျောင်းလေးမှာပါ။မထွေးထွေးမှုကဆင်းရဲပေမဲ့ရိုးသားတွေတိတ်ခါရှိတယ်၊အင်တွေရှိတယ်။ဘဝအတွေ့အကြုံလေးရလာတော့ပို့ပြီးတော့တောင်းအေးစေးတည်ငြိမ်လာတယ်။အသက်ကငယ်ပေမဲ့မိဘရဲ့တာဝန်ကိုတပတ်တလန်းကရုံးကန်ပြီးကြားကန်ထောက်ပံ့၊ကူညီဖြည့်ရှင်းနေတဲ့ဘဝအသည့်ရှိတယ်။ ဒီတော့ယုံကြည်ကလည်းပို့ပြီးတော့တင်တယ်တဲ့ဆရာမဆိုတော့ဘဝပေးတာဝန်အရာလေရိုးသားတီကြီးတူးခက်များကြောင်းနေအိမ်သုံးပိုင်ခန့်ခရီးကြော်ကြော်ကိုစပိန်လေးနဲ့အသွားပြန်စားစရိတ်ကုန်ကြနေစွာ ချိုးချံ့ချွေတာပြီးဘဝကိုရုန်းကန်နေရှာသူလေမထွေးထွေးမှုရဲ့တိတ်ခါရှိလာတဲ့အလှကိုတစ်ဖက်သက်တည်ရကြနေသူကအဲ့ဒီရွာက တောတထေးသာခင်ကြီး ။ဒီနေ့တော့ဒန်းဤဝိုင်းမှာခင်းချင်းကသူ့အဖော်တင်ပြီးအောင်ဘူးတို့နဲ့အတူဂျင်းွားရီ။ဟေးအောင်နေ။ဒီနေ့ကျရင်ဆရာမကိုငါပိုင်ရမေကွာ။မင်းတို့ကြည့်ထား။အောင်ဘူးတို့ကဝိုင်းရီတဲ့။မင်းမေခဏခဏဆရာမလေးចောင်းကပြန်ချိန်မှာစကားလိုက်ပြောတာဘယ်နှကားရှိပြီလဲ။ဟိုကသူ့အိမ်မှာစီးပွားရေးအခြေအနေကြောင့်တက်တဲ့ပညာနဲ့လောက်ကင်စားနေရပါလေတဲ့ဒီကိစ္စတွေမစင်စားနိုင်သေးပါဘူးလို့ပြောခဲ့တယ်ဆို တင်ဖေကလောင်မီးမီးတယ်။အေးလေဟုတ်တယ်။ तू ကငါ့ကိုမချစ်ဘူးလို့ပြောတာမှမဟုတ်ပဲ။ခင်ငိမ့်ကပြန်ပြောတယ်။အာကတော့လေးနေပြီ။ဒါကမင်းကိုမဖြစ်နိုင်ဘူးလို့ပြောတာပေါ့ကွာ။အောင်ဘူးကဝင်ထောက်တယ်။မဖြစ်တာကိုဖြစ်အောင် လုပ်ချင်တာကငါ့ဝါသနာပဲလေကွာ။ဒီရွာမှာငါဘာဖြစ်ချင်လဲ။ဖြစ်အောင်လုပ်တတ်တယ်ဆိုတာမင်းတို့တွေအသိပဲမဟုတ်လား။ခင်ငိမ့်ကအာတော်လေးနေပြီ။အေး အေးလိုက်တဲ့အောင်ဘူးနဲ့တင်ဖိအတန်ကလည်းလေးလေးတွဲတွဲအေးငါဒီလိုလုပ်မယ်မင်းတို့အဖော်လိုက်ခင်ငင်းကစကားမပြတပီတူတူနဲ့သူ့အကြံစီကိုပြောပြရီအောင်ဘူးနဲ့တင်ဖိကလည်းနေတိုင်းထမ်းရီတိုက်နေတဲ့ခင်ငင်းရဲ့ကျေးဇူးတွေကိုထောက်ထားပြီးခေါင်းတင်းငိမ့်ငိမ့်နဲ့လိုက်နေရီဂျာဆိုပိုက်မိဘောကွာနောက်ဆုံးမှခင်ငင်းရဲ့ကြွေးကြော်တန်းကထွက်လာရီ ယနေ့ညနေဆရာမလေးမထွေးထွေးမှုကျောင်းမြန်နောက်ကြခဲ့ရတဲ့ကျောင်းမလေးမိဘဆရာအသင်အစည်းအဝေးရှိတော့ကျောင်းမြန်ချိန်နောက်ကြရတဲ့စည်းဝေးကလည်းမပြီးနိုင်သေးပြီသူတယောက်ငါးတပေါက်နဲ့လေကြောကရှည်နေကြတယ်ကျောင်းကထွက်လာတော့လေမောင်ရီစပြိုးနေပြီဆရာမလေးမထွေးထွေးမှုကတော့ပြန်နေကြလမ်းမယ်လေစပိန်လေးကိုတွတ်တွတ်လေးစီးပြီးထွက်လာခဲ့တယ် လမ်းမှာတောဆက်လေးအနားရောက်တော့ရေကဒရင်ထိရိုက်နေလူသုံးယောက်လမ်းကိုပိတ်ပြီးရပ်ထားရီစပင်းကိုရပ်ပြီးလျရာရီနှစ်ယောက်ကစပင်းကိုကင်ထားရီတင်ပီအောင်ဘူးနဲ့ခင်ငိန်ကဆရာမလေးထွေးထွေးမူရဲ့လက်ကိုဆွဲပြီးစပင်းမော်ကအတင်းဆွဲချရီခင်ငိန်ဒါဘာလုပ်တာလဲမထွေးထွေးမူကခံပြင်းဒေါသစိတ်နေပြောရီဆရာမနဲ့စကားနဲ့နဲ့ပြောကျင်လူပါပြောကျင်ကြောင်းမလားပြော လာပါအေးစစ်စစ်ပြောချင်လို့ပါထို့သူဆိုပြီးတော်ရန်နေကို အတင်းဆွေးခေါ်ရိနေခွေးချင်းခွေးချံမထွေးထွေးမူရဲ့ပါဇက်ကို လက်ကင်ဘွားတစ်ခုနဲ့အုပ်လိုက်တယ်လမ်းမှာလူကလည်းမရှိသူတို့သုံးယောက်ပဲရှိတယ်ခင်ကြီးဆွေးခေါ်ရာတော့ဆက်အတွင်ကိုတွင်းရင်ယုံရင်ပါလာရိတအားကုန်းကြုံပြီးအော်ပြီးမေမထွေးထွေးမူရဲ့အတန်ကားထွက်မလာမျက်ရည်တွေက တဖြည်းဖြည်းများလာပြီးမိုက်ခနေဖြစ်သွားရိ လောကကြီးတစ်ခုလုံးကိုမေ့သွားတယ်လို့ခံစားလိုက်ရသည်။ကဘာကြီးပြုတ်ပြီးသူကိုယ်တိုင်တင့်ခနေစောက်ထိုးကျသွားတယ်လို့ခံစားလိုက်ရသည်။တတိမရတစ်ချက်ရတစ်ချက်မှတတိထားလိုက်ပြီးတော့မှ သူကိုယ်တိုင်မြေကြီးပေါ်မှာပတ်လက်ဖြစ်နေသည်။ရုတ်တရက်ထထိုင်ပြီးကိုဘော်ကအဝိဇ္ဇာတွေကိုအရှက်ပြေအောင်ပြန်ဖုံးဖီးလိုက်ရသည်။စမိန်လဲပြေပန်းလဲကြွေခဲ့ပြီးပေါ့။ဆရာမလေးမထွေးထွေးမှုတယောက်တည်းအာရအောင်ငူချလိုက်မိသည်။ကန်ဆိုးမှသွားရောက် မိုးလိုက်လို့ရွာတယ်လို့အဲ့ဒီအမှုကိုညာရင်းချင်းပဲတက်ဆိုင်ရမျိုးနေရဲစခန်းမှာဆရာမမထွေးထွေးမှုက အမှုဖွင့်တိုင်ကြပါလေချက်ချင်းမဲ့ရဲကတရားခံများကိုဖမ်းမိပါလေတရားခံတွေကတော့ထုံးစံတိုင်းခင်းငိမ်အောင်ဘူးနဲ့တင်ဖီပေါ့ဒီအမှုကိုမျိုးနေရဲစခန်းကအမှုဖွင့်ပြီးလိုအပ်တာများကိုစုံစမ်းစစ်ဆေးတဲ့အခါမှာတရားခံများရဲ့ဖော်ထုတ်ချက်အရ မေဇေးငွေပလင်းနဲ့မေဇေးဆွထားပြီးထွေးထွေးမူရဲ့မျက်နာကိုအုပ်လိုက်တဲ့လက်ကင်ဘွားကိုပါသိစေရမိပါရဲ့အဲ့ဒီအမှုကိုရဲတပ်ဖွဲ့ကတရားရုံးကိုတရားစွဲဆိုတင်ပို့ခဲ့ပါရဲ့ငါလောက်ချင်တာဖြစ်တယ်ဆိုတော့တော်တထေသာခင်ငိမ့်နဲ့အပေါင်းပါတတိုက်တရားဥပဒေရှိမှကိုရောက်ခဲ့ရပါရဲ့ဒီအမှုမှာတရားလိုရှိနေကသက်ဆိုင်ရာမျိုးနဲ့ဥပဒေအရာရှိရဲ့မျိုးနဲ့ဥပဒေအရာရှိနဲ့တွဲဖက်ပြီးကျွန်တော်ကလိုက်ပါဆောင်ရွက်ပါရဲ့ တရားရုံးမှာအမှုစစ်တဲ့အခါကျတော့အမှုကကွင်းဆက်မပြတ်တဲ့တပ်တွေတွေရှိနေတယ်။ဖမ်းမိတဲ့တပ်တွေကံပစ္စည်းတွေကလည်းခိုင်လုံနေ။စေးစာကလည်းထောက်ခံထွက်ဆိုလာတယ်။ဓာရုဗေဒစစ်စေးတွေးရှိချက်မှလည်းပေါ်လွင်နေတယ်ဆိုတော့တရားခန်းကိုအပြစ်ပေးဖို့သာရှိပါတော့တယ်။မြို့နယ်တရားရုံးကတရားခန်းခင်းရင်းကို ပြစ်မှုဆိုင်ရာဥပဒေပုံမှ366အရာထောင်ဒဏ်2နှစ်နဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှ386အရာ ထောင်ဒဏ်သုံးနှစ်နဲ့တပေါင်းနဲ့ကြခံစီရန်အမိန့်ချပါရီတရားခံအောင်ဘူးနဲ့တင်ဖီတို့ကိုပြမှုဆိုင်ရာ366မြင်းဆောင်134ရောက်ထောင်ဒဏ်တစ်နှစ်စီကြခံစီရန်အမိန့်ချမှတ်ခဲ့ပါရီမျိုးနယ်တရားရုံးကချတဲ့အမိန့်ကို မကျေနပ်လို့မထွေးထွေးမှုဘက်ကတိုင်းတရားရုံးကို ပြင်ဆင်မှုတက်ခဲ့ပါရီတိုင်းတရားရုံးကလည်းမျိုးနယ်တရားရုံးရဲ့အမိန့်ကို အတည်ပြုခဲ့ပါရီအမှုဆိုတာဒီလိုပါပဲ တရားလိုဘက်ကလည်းတရားခံရဲ့အပြစ်ရရရာကြောင်းစူးစမ်းကြသလိုတရားခံဘက်ကလည်းလွတ်ရလွတ်ကြောင်းတတရာရာကြောင်းကိုစူးစမ်းကြတာပေါ့ဒီနေရာမှာမျိုးနယ်တရားရုံးကချတဲ့ဥပဒေပုံမှားတွေရဲ့သဘောကိုအနှဲငယ်ရှင်းပြဖို့လိုမယ်ထင်ပါတယ်တရားခံခင်ငင်းကိုအပြစ်ပေးတဲ့ပြစ်မှုပုံမှား366ဥပဒေမှာစိုးထားတာက မိမကအလိုမတူပေသူမိမကိုတရားခံတဦးတယောက်တော်သူနဲ့ထိမ်းမြပေးခြင်းကအတင်းအဓမ္မအကြံနဲ့တော်၎င်းသူတို့အတင်းအဓမ္မပြုခြင်းခံရမည်ဖြစ်တံရာသည်ကိုတည်ရနဲ့တော်၎င်းအနိုင်ထက်ပြုခြင်းဖြင့်ဖြစ်စေကာမသွေးဆောင်အကျင့်ဖြစ်စီခြင်းဖြင့်ဖြစ်စေမတရားသဖြင့်ကာမဆက်ဆက်စီရန်တော်၎င်းသူတို့အနိုင်ထက်ပြုခြင်းဒါမှမဟုတ်ကာမသွေးဆောင်အကျင့်ဖြစ်စီခြင်းခံရမှာဖြစ်တံရာကိုတည်ရနဲ့တော်၎င်း ဘသူမဆူမိမတအူးတယောက်ကို ခိုးယူရင်ဒါမှမဟုတ်သွေးဆောင်ဆွဲခေါ်ရင်ထိုသူကိုစကုနှစ်ထီထောင်းတန်းတမျိုးမျိုးချမှတ်ရမယ့်အပြင်ငွေရန်လဲချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါရည်ဒီတော့ခင်ကြီးအဘော်မျိုးနယ်တရားရုံးကပြင်မှုပုံမှန်366အရောက်ပေါ်ပေါက်ရတဲ့ထောင်းတန်းနှစ်နှစ်သာချပေးတာဟာအလွန်နှဲနေတယ်လို့ယူဆရပါရည် တခါပြစ်မှုဆိုင်ရာဥပဒေပုံမှာ386အရထောင်ဒဏ်3နှစ်တပေါင်းနဲ့ချထားပါရီပြစ်မှုဆိုင်ရာဥပဒေပုံမှာ386ကဖွင့်ဆိုထားတာကမရိမှုကျူးလွန်သူကိုတတတကြွန်းတန်ဖြစ်စေ10နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေချမှတ်ရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါရီခင်ကျင်းကိုပြစ်မှုပုံမှာ386အရထောင်ဒဏ်3နှစ်သာမျိုးနယ်တရားရုံးကချထားရည်ဆိုတော့ ဆီယာမာလီထွေးထွေးမှုဘက်ကနင့်နာလှပါရီဘယ်ကျေနပ်နိုင်မှာမလဲနောက်တစ်ခါအမိန့်စာမှာတပေါင်းနဲ့ဆိုတဲ့စကားလေးပါပါရီဆိုလိုတာကပြစ်မှုပုံမှာ366အရာထောင်တန်းနှစ်နှစ်ရေပုံမှာ386အရာထောင်တန်း3နှစ်ရေတပေါင်းနဲ့ကြားခံရမယ်ဆိုတော့3နှစ်ပဲကြားခံရမယ်သဘောပေါ့တီချားစီကြားခံရမယ်ဆိုရင်တော့ပထမတစ်ခုက2နှစ်နောက်တစ်ခုက3နှစ်ဆိုရင်9နှစ်ပြစ်ဒဏ်ခံရမယ်သဘောပေါ့ ဒါလည်းမကျေနပ်စရာဒီလိုပဲတရားခံအောင်ဘူးနဲ့တင်ဖီတို့လေပြစ်မှုပုံမှာ366မြင်းဆောင်114ရာအပြစ်ဒဏ်ပေးထားပါတယ်ပြစ်မှုပုံမှာ114ဆိုတာကအပိကူညီမှုပါဒီပုံမှာကဒီလိုပြဋ္ဌာန်းထားပါတယ်တေဒဏ်ဖြစ်စီတသက်တကြွန်းဒဏ်ဖြစ်စီထိုက်တဲ့နဲ့ပြစ်မှုတစ်ခုခုကိုကျူးလွန်ရန်အပိကူညီတော်လေထိုပြစ်မှုကိုကျူးလွန်ခြင်းမရှိထိုအပိကူညီမှုအတွက်လေဤရာဇသက်ကြီးအရာ ပြည်ထံအတီလင်းပြားထန်းလာခြင်းမရှိရင်ထိုသူကိုခုနှစ်နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမယ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြားထန်းထားပါရီဒီတော့အောင်ဘူးနဲ့တင်ဖီကိုထောင်ဒဏ်တစ်နှစ်သာအပြစ်ပေးထားတယ်ဆိုတော့မထွေးထွေးမှုအတော့မခံနိုင်စရာဖြစ်မနေဘူးလားတိုင်းတရားရုံးကိုပြင်ဆင်မှုတက်ပြန်တော့လေတိုင်းတရားရုံးကမြို့နယ်တရားရုံးရဲ့အမိန့်ကိုပဲအတည်ပြုခဲ့တော့အမလို့အမရဖြစ်စရာ အမှုက ကြီးလို့မကောင်းဖြစ်နေပါရီထို့အတော့ နိုင်ငံတော်ကိုစားရှိနေရုံချုပ်ကပြည်ထံတိုးမြင့်ပေးရအတွက်နိုင်ငံတော်တရားရုံချုပ်ကိုပြစ်မှုပြင်ဆင်မှုတင်သွင်းခဲ့ပါတယ်။တရားရုံချုပ်ကအမှုကိုနှစ်ဖက်ပြည်စုံစွာကြားနာပြီးမူလမျိုးနယ်တရားရုံကိုတိုင်းတရားရုံရဲ့အမိန့်ကို အောက်ပါအတိုင်းပြင်ဆင်ချမှတ်ခဲ့ပါတယ်။ဒီအခန်းခင်းရင်းကို ပြစ်မှုဆိုင်ရာဥပဒေပုံမှာ366အရာအလုံးနဲ့ထောင်ဒဏ်2နှစ်နဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာ386အရာ အလုံးနဲ့ထောင်တန်း၅နှစ်ကြာခံစီရန်နှင့်တရားခံအောင်ဘူးနှင့်တင်ဖေတို့ကိုပြစ်မှုဆိုင်ရာဥပဒေပုံမှောက်366မြင်းဆောင်134အရာအလုံးနဲ့ထောင်တန်း၂နှစ်စီကြာခံစီရန်တိုးမြင့်အမိန့်ချမှတ်ခဲ့ပါသည်။တရားခံခင်ငိမ့်အနေနဲ့ပြစ်ဒဏ်ကိုတိကျစီကြာခံစီရန်အမိန့်ချမှတ်ခဲ့ပါသည်။တရားလိုမှထွေးထွေးမှုအနေနဲ့လည်းတရားရုံးချုပ်ကချမှတ်တဲ့ပြစ်ဒဏ်ကိုကျေနပ်စွာလက်ခံခဲ့ပါသည်။အဲ့ဒီအမှုမှာတရားရုံးချုပ်က အစီရင်သုံးသက်ချမှတ်ခဲ့တာလေဟာတော်တော်ကိုနှစ်သိမ့်ကျေနပ်စရာကောင်းပါ रे တရားရုံးချုပ်ကဒီလိုစီရင်သုံးသက်ခဲ့ပါ रे တရားခန်တို့ရဲ့အပြုမူကအမျိုးသမီးများကိုအကြမ်းဖက်မှုဖြစ်ကြောင်းထင်ရှားပေါ်လွင်နေအမျိုးသမီးများရဲ့ဘဝလုံခြုံရေးကိုအကာအကွယ်ပေးနိုင်ရန်အတွက်တရားရုံးများကလည်းဆောင်ရွက်ပေးရမည်မိမိဘဝစားဝတ်နေရေးအတွက်တမျိုးတရွာမှာလာရောက်အလုပ်လုပ်ကြသူအမျိုးသမီးတအုပ်ကိုကူညီရမယ့်အစား တရားခံတို့ကအတ္တမအနိုင်ကျင့်ပြီးကာမဆက်ရှက်ခဲ့တဲ့အတွက်တရားခံတို့အပေါ်မှာထိရောက်ဟန်တာတွေပြစ်ဒဏ်ချမှတ်ရန်လိုရီထို့သို့သုံးသက်ပြီးအပြစ်ပေးခဲ့ခြင်းဖြစ်ပါသည်ဒေါ်တထေသာလည်းဥပရိရေရှိမောက်မှာထိုက်တဲ့နဲ့ပြစ်ဒဏ်ကိုခံစားသွားရပါသည်စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါသည်ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရှင် နားစင်အားပေးခဲ့ကြတဲ့ကျူးတယောက်ချင်းစီတိုင်းကိုဂျေစုတင်ပါရှင်။